်လေး CD လည်းတွင်တယ်လေလုံးဝဥတုံဘုတ်ဆုံတင်မကြည့်ဆိုတာအန်တီ CD အော်အန်တီမောင်လေးအောင်ကိုဝင်းရေးတာအဲ့ဒါကိုယ်တိုင်ထုတ်တာအန်တီအန်တီမိုဘိုင်းသချင်းပေါ့ကိုယ်ပိုင်သချင်းကိုယ်တိုင်ထုတ်တယ်ဟိုတော့အခွေခက်လေအခွေခက်အဲ့ဒါထုတ်ပြီးတော့အန်တီကဇက်ထောင်နေတယ်လေအန်တီမျိုးသားဟင်္ဒရာထွန်းမနူကြီးပဲလည်းမဟုတ်ဘူးဗမာသားကြီးပဲဆစ်စီမလို့ဒေချက်ဒေချက်လေးလည်းပါလိုက်တော့တမျိုးဆမ်းပြတော့တအားပေါက်သွားတာကာဘာနှစ်ခါထုတ်ရတယ်အန်တီကဇရောက်ကလေးနဲ့ဟမ်ကာဘာမှာလေ စတောက်ကနေနောက်ပြီးတော့ကိုဝင်9လနဲ့ဆိုတာအဲ့အိမ်အောင်ကြပြီးမှအဲ့ CD ကိုသွင်းတာလုံးဝတော့ပုံစုံထင်ကြည့်တယ် CD သွင်းအခုလဲအသက်33နှစ်ကဆိုတာလေအခု84ဆိုတော့နှစ်40ကျော်ပြီမရိုးနိုင်ဘူးလေဟေး ဟေးဟေးသူလာနေသည်ဟေး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 သူလာနေသည်ဂျင်းပေါင်းပြီးတရှက်နဲ့သူလီလာဆက်ဖရန်နာကားလေးနဲ့သူလီကြာလန်ဆာကားလေးနဲ့သူလီလာတင်မောသာလူဂိုက်ပုံစံနဲ့သူလီချစ်စကားတိဆူဖွဲ့ မင်းငူမြင်စားကနူးရဲကလုံးဝအုံတုံဘုတ်ဆုံးထင်မကြည့်ဘူးမိရတော့မိတို့ရဲ့ generation ကဝနကျော်ရင်ဖေဖေဦးစီအောင်မင်းလေမိသမီးကြီးစိန်တေဒီအဲ့လို generation ကအမှုပညာသမားဆိုတော့73နှစ်သမီးတွေကကခဲ့တယ်ကျောင်းကထွက်ပြီးတော့ကတာ ဘာသာနာလည်းပါတယ်လေ။ဟုတ်။မောင်နှမဘယ်နှယောက်ရှိလဲ။မောင်နှမအားလုံး၈ယောက်ရှိပါလေ။၈ယောက်တလုံးပဲအကုန်လုံးဝင်ကြတချို့လည်းမကောက်ဘူးပေါ့နော်။အိမ်အောင်နေကြတော့မကောက်ဘူးပေါ့နော်။အဲ့လိုပေါ့။ဟိုအဓိကဝင်လာတော့ဟိုအောင်ညွန့်စိန်တို့တန်တန်စိန်တို့ထိထိစိန်တို့အောင်ကုံမင်းအောင်ကုံမင်းကြားဘူးတယ်မလား။အဲသူတို့အန်တီပေါ့။အဲ့ဒါဝင်တာပေါ့။ဟိုတယောက်ကတော့မဝင်ဘူး။ကိုဆုံးသွားပြီလေအသက်60တန်းတန်းမှာဆုံးသွားတယ်။ကြောက်ကန်နဲ့ဆုံးသွားတယ်ညမပေါ့နော်ညမ တာဝန်ကတော့ဖေဖေကိုယ်တိုင်ကောင်းဆောင်ဆိုတော့ဖေဖေကဘာဖြစ်ဖေဖေပေးတဲ့နီးနေတရားနဲ့ပဲသွားတာဆိုတော့တိတ်ပြခင်းမှုတော့မရှိပါဘူးအဆင်ပြေပါတယ်အားလုံးဒါပေမဲ့ကိုကမတက်တော့တင်ရတာပဲကိုမှခင်းနေတာပေါ့နော်ကိုကဘာမှမတက်ပဲမတက်ဘူးဆိုတော့ကိုကကြောင်းနေနေတာလေကြောင်းကနေထွက်ပြီးတော့လိုက်ပြီးဝါသနာပါတော့မနေနိုင်ဘူးကကျင်တာလေအဲအဲ့လိုပါအမြင်အမွေပြောတာမဟုတ်ဘူးပေါ့နော်ပညာအမွေနေနဲ့ပညာအမွေနဲ့အများကြီးပြောသမီးအခုခေတ်မင်းသမီးတယောက်ကိုငါသမီး အဲ့စာတစ်ပိုက်ကိုပေးလိုက်ချက်ချင်းမငုံနိုင်ပါဠိတပါဠိစာအုပ်ကိုပေးလိုက်အဲ့ဒီပါဠိကိုမရွတ်နိုင်ရွတ်နိုင်အောင်သင်ထားတာမသင်မဲနဲ့လေသင်ရတယ်လေသင်ထားတဲ့ပညာကိုဖွပေးရဲ့ပညာပေါ့အဲ့ဒါမှကိုယ်ဝင်းထဲမှာရှိနေကလီစာအပြည့်ရှိနေပြီလေကိုယ်ကဒီပညာလေအဲ့တည်းဘုန်းကြီးကဒါဆိုပေးပါတော်စီစင်းဆိုတိုက်ဆံမလို့လေအဲအဲ့လိုအဲ့လိုထီယူထားရတာလေ တခြားခြားခြားနာနာတင်ယူခဲ့တာဆိုခုခေတ်ဟာတွေကိုတွေ့ပြီးတော့ရှင်တန်းမှာကိုယ့်ရဲ့ဇက်အမှုပညာဇက်ပေါ့နော်ဒါတို့ကဇက်ပေါ့အမှုပညာနှမျိုးမိတယ်တို့တော့တအားအပတ်တကုတ်ကျိုးပန်းရတာလေမဟုတ်ရင်တခါမရရင်နှကနှကမရတော့ပုံးအောင်အိတ်တည်တယ်အဲ့ဒါသင်တော့အဲ့ဒီຢာတွေအခုမှအကျိုးရှိတာဘာဆိုလိုက်ပါဆိုချက်ချင်းဆိုလို့ရတာတိုက်ဆရာမလို့အဲ့လိုပေါ့အဲ့အလားလေးပေါ့အဲ့ဒီ CD လည်းတွင်တယ်လေ လောဝဥတုံဘုတ်ဆုံးတင်ကြည့်ဆိုတာအန်တီစီဒီ။အန်တီမောင်လေးအောင်ကိုဝင်းရေးတာ။အဲ့ဒါကိုယ်တိုင်ထုတ်တာအန်တီ။အန်တီမိုဘိုင်းတစ်ချင်းပေါ့။ကိုယ်ပိုင်တစ်ချင်းကိုယ်တိုင်ထုတ်တယ်။ဟိုတော့အခွေခက်လေ။အခွေခက်အဲ့ဒါထုတ်ပြီးတော့အန်တီကဇက်ထောင်သေးတယ်လေ။အန်တီမြို့သားဟင်္ဒရာထွန်း။အော်အေးချုံတော့ဘာလို့ဆိုတာလေ။အေးချုံပြီးတော့နောက်တရှိရ3လနဲ့သူတို့က DJ တွေထည့်ထားတာ ခူစာကလေးနဲ့သူလေးကျွတ်ဒါခုခက်သူတို့ခက်နဲ့သူတို့ဆမ်းပြတာထဲတာလေဒါကိုကတားလို့မရဘူးဒါပေမဲ့ကိုကတော့ကိုကတော့အဲ့ဒီတချင်းရဲ့ဟိုနင်းကြီးရတာပေါ့နော်ဘူပိုင်ဘူပိုင်ကြီးရတာဘူပိုင်ကြီးရတာပေါ့လေပေါ့အဲ့ချင်းတဲ့အဲ့ဒီလေတအားကိုသူကဒီကက်ဆက်လောကဒါတော့ဒီကိုဘုန်းလေးမပြောအဲ့လိုဟာမျိုးလေးတွေမထင်ဘူးလေသူကမိုနိုလည်းမကြစတူဒီယိုလည်းမကြဆိုလိုက်တော့တမျိုးဆန်းသွားတာပေါ့နော် မွန်နိုကြီးပဲလည်းမဟုတ်ဘူးဗမာသားကြီးပဲစစ်စစ်မော်ဒေချက်ဒေချက်နေလဲပါလိုက်တော့တမျိုးဆန်းပြတော့တအားပေါက်သွားတာကာဘာနခါထုတ်ရတယ်အန်တီကဇရောက်ကလေးနဲ့ဟမ်ကာဘာမလေးဇရောက်ကလေးနဲ့နောက်ပြီးတော့ကိုဝင်9လနဲ့ဆိုတာไอ้ဇက်ထဲမှာပဲဇက်ထောင်တာလေဟုတ်အဲဇက်ထဲမှာသူ့ဇက်တော့အန်တီကလိုက်တယ်သူထောင်တော့လိုက်တယ်အန်တီနဲ့တွေ့တယ် အဲတွေ့ပြီးတော့အန်တီအန်တီက30ကျော်ပေါ့သူက40ကျော်အဲ့တော့အဲ့လူလေးတွေတွေ့ခဲ့ကြတာပေါ့တွေ့တော့တယောက်နဲ့တယောက်အဲ့လူယူပြီးတော့အဲ့ဒီအဲ့ဒီအိမ်အောင်ကြပြီးမှအဲ့ CD ကိုသွင်းတာလောကဥတုပုံစုံထင်ကြီးတယ် CD သွင်းအခုလဲအသက်33နှစ်ကဆိုတာလေအခု84ဆိုတော့နှစ်40ကျော်ကြီးမရိုးနိုင်ဘူးနိတောင်းတပြောင်းတလုံးတောက်တလို့လဲဟဲ့လောကဥတုပုံစုံထင်ကြီးဘူးအဲဟေးဟေးသူလာနေပြီအဲအဲ့လူလေးပေါ့အဲ့လား မမေ့နိုင်အမှတ်တမဲ့မှာအမှတ်တရလေးဖြစ်သွားတာပေါ့တခြင်းလေးရအေးပေါ့အဲ့လိုပေါ့အန်တီတဲ့နှုတ်ဆက်တခြင်းလေးပဲသူရေးပေးတယ်ဒါပေမဲ့စီးရီးသွင်းတော့လေအယုတ်ဆိုးတယ်ဆိုတဲ့တခြင်းလေးအဲ့ဒါသူရေးပေးတာပေါ့နော်အဲ့ဒီအခွေကလုံးဝအုပ်တုံဘုတ်စုံစာဥတုပေးစာနဲ့ရေလုံးဝအုပ်တုံဘုတ်စုံထင်မကြည့်ဘူးဆိုအဲ့ဒီအခွေထုတ်လိုက်တာဒါအမှတ်တရပေါ့သူကိုထုတ်တာပေါ့ပတ်စံတော့ကိုမိမရနဲ့အနုပညာရှင်နဲ့ထုတ်ကြတာပေါ့ထုတ်ပြီးတော့အန်တီတို့ကကာမကောင်းရင်တော့ပတ်စံနေအရန်ရတယ် 88ဖြစ်သွားတော့ဇက်ထောင်တော်ပတ်စံလေးအကုန်လုံးဆုံးရှုံးသွားတယ်အဲ့ဒါမှပြတ်ထွက်သွားတာပေါ့ဇက်ကလည်းအဲ့လိုဖြစ်သွားတာ